ခေကြီးတို့ကိုမနိုင်တဲ့ညီမလေးတို့ကိုအနိုင်မယူနိုင်ခဲ့တဲ့ပကောအသင်းအလုံးမဲ့မင်္ဂလာပါဒီတစ်ပတ်မှာတော့ပွဲကြီးပွဲကောင်းအနေနဲ့ညီမလေးနဲ့ပကောသင်းတို့ထိတဲ့ပြေဆုံးနေကြပါတယ်ပကောသင်းကတော့ရာသီအစမှာရာနှုန်းပြနိုင်ပွဲနဲ့ဟောက်မလို့လို့ရှိခဲ့ပေမဲ့တကယ်ပြင်းနဲ့ဗီဇပြလာနေပြီးတော့နောက်ဆုံး၃ပွဲဆက်တိုက်နိုင်ပွဲပြောင်းနေခဲ့ပါပြီ ်မြန်မာလေးတို့တင်းကလည်းပရီးမီးယားလိနိုင်ပွဲပြောင်းနေကြတာကြောင့်နှစ်သင်းစလုံးအတွက်အရေးကြီးတဲ့ပွဲစဉ်လေးဖြစ်ခဲ့ပါတယ်။ဂေဂျီတို့တော့အနိုင်ရရှိခဲ့တဲ့မြန်မာလေးတို့ကိုဗျားထိတ်ကပကိုးသားတွေကတော့အဝေးအဝန်းမှာရှုံးနေသွားခဲ့ပါတယ်။သူများအသေးတွေကိုနောက်ကျကုန်းနဲ့ပတ်ပြီးအသေးခွဲနေခဲ့တဲ့ပကိုးသားတွေကဒီတစ်ပတ်မှာတော့သူတို့ပြန်ခံလိုက်ရပြီလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့မြန်မာလေးနဲ့ပကိုးသင်းတို့ရှင်ပြိုင်ခဲ့ကြတဲ့ပရီးမီးယားလိပွဲစဉ်လေးကိုတိဆက်ပေးခြင်းပါတယ်။မြန်မာလေးတို့ဘက်မှာဒဏ်ရာပြဿနာတွေများနေပြီးတော့အဓိကအနေနဲ့ခံစစ်ပိုင်းအားရောနေကြတာဖြစ်ပါတယ်။ဒီဘက်မှာတော့မာလိုဂူစတိုကိုကွင်းလမ်းမှာကန်စီဒိုနဲ့တွဲပေးလာခဲ့ပြီးတော့ဖိုချစ် တစ်ယောက်လည်းပွဲထွက်ပြင်ရရှိခဲ့ပါတယ်။အခုသင်ကတော့ EPDG စာအီဆက်ကိုထောင်ထားလာခဲ့ပြီးတော့ Frame Bomb ရဲ့နေရာမှာလည်း Corner Bradley နဲ့ပွဲထွက်လာပါတယ်။ James Bond Let the Lee Florian Wes ကိုတော့ဒီဘက်မှာ Line အောက်လာခဲ့ပြီးတော့နံပါတ်10နေရာမှာ Super Slide နဲ့ပွဲထွက်လာပါတယ်။ပွဲစပြီဆိုတာနဲ့နှစ်သင်းစလုံးအပြန်အလှန်တိုက်စစ်ဆင်ခဲ့တာကြောင့်ပွဲရလည်းကြည်လူကောင်းခဲ့ပါတယ်။အရှင်ညီမလေးတို့ကတော့လက်ရှိ Champion ပဘိုးသင်းကိုအသာစီးကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ဘာဒီယာရှိလီနဲ့အချင်းမောင်တို့ပွဲထွက်လာခဲ့တဲ့ဖိုခန်စစ်ကနိုင်ငံဆိုရင်ဇာတ်လို့ရှိခဲ့ပေမဲ့ဒီဘက်မှာတော့ဘကိုးသင်းရဲ့တိုက်စ စ်ကိုအကောင်းဆုံးဟန်တာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပွဲကြီး14မိနစ်မှာကိုင်စီတိုရဲ့ဝေးကန်ချက်ကနေတဆင်မြန်မာလီတို့ဥဆောင်မှုစတင်ရရှိခဲ့ပါတယ်။ပွဲရလဲမြိုင်လုံးနေခဲ့တာကြောင့်အငင်းပွားစရာကိစ္စတွေလည်းရှိခဲ့ပြီးတော့ကွင်းပရနီးပြတွေလည်းအငြင်းမနေခဲ့ရပါဘူး။မြန်မာလီတို့ရဲ့တိုက်စစ်ကမျက်နှာအသာချက်ရှိနေပြီးတော့တင်ငိမ်မှုမရသေးတဲ့ပဲခိုးသင်းရဲ့နောက်တန်းကိုကောင်းကောင်းဒုက္ခပြနေခဲ့ပါတယ်။ဒုတိယပိုင်းမှာပဲခိုးသင်းကအပြောင်းလဲတွေလှုပ်လာခဲ့ပြီးတော့မြန်မာလီတို့ဘက်ကတော့ဘာဒီယာရှိလေးထံရရှိသွားခဲ့ပါတယ်။ဒီလိုနဲ့မိနစ်60ကျော်မှာပဲခိုးသင်းနဲ့ချီပါကူကတော့ကိုဒီကပူကတင်ပြီးခဲ့ပါ ါတယ်။လူနဲ့တစ်ဖက်တကူစီတည်ဖြစ်သွားခဲ့တာကြောင့်ပွဲကလည်းပိုပြီးကြီးကောင်းသွားခဲ့ပါတယ်။တတင်းစလုံးကလည်းအနိုင်ကိုရရှိဖို့အတွက်တိုက်စစ်ဖွင့်ကစားခဲ့ကြပြီးတော့နိုင်ကျင်အချိန်ပေါ်မှာလည်း STV ကမြန်မာလေးတို့အတွက်အနိုင်ကိုတင်ပေးခဲ့ပါတယ်။ဒီအားဒီလိုနောက်ကြကိုရင်းနဲ့ပတ်အသေးခွဲနေတဲ့ဘကူသားတွေကမြန်မာလေးတို့နဲ့တွေ့မှာပဲပြန်ပြီးအသေးခွဲခံလိုက်ရတာဖြစ်ပါတယ်။နိုင်မွဲကြောင့်မဲမြန်မာလေးတို့ဟာအစ်ချောင်းနေရာကိုပြန်လည်ရောက်ရှိလာခဲ့ပြီးတော့တစ်ဖက်ကစီမံကြီးတို့ကိုလည်းပါရမီဖြစ်ပေးနိုင်ခဲ့ပါတယ်။နှစ်ပွဲဆက်အရှုံးနဲ့အတူဘကူသားတွေလည်းအစ်နှစ်နေရာကိုဆင်းသိလိုက်ရပြီးတော့စီမံတို့ကတော့အစ်တစ်နေရာကိုယာယီတက်ထိုင် ခံနိုင်ခဲ့ပြီးတဲ့ပါတယ်။ဆုံးနေကြည့်ပြီးရဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။